ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့လုံးပိုင်အားနည်းတွေ့တဲ့ဤကိုတွင်နေတကွာအချင်းပြပေးသွားမှာဖြစ်ပါတယ်လုံးပိုင်အားနည်းတွင်ဤ၃မျိုးကိုဒီဗီဒီယိုထဲမှာထည့်ပေးသွားမှာဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်တို့ရှေ့ရလုံးပိုင်တွင်ဤတွေအားဖောင်းနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီတစ်ပတ်မှာလုံးပိုင်အားနည်းတွင်ဤကိုသင်ပေးသွားမှာဖြစ်ပါတယ်ဗောနော် အရင်ဆုံးနံပါတ်9နံပါတ်10နံပါတ်7ကနေစာပြီးပြပေးတော့မယ်နံပါတ်10ကနေကျွန်တော်ပြတော့ပေါ့နော်သူရှိမှလည်းရှိသေးတယ်ပေါ့နော်ဒီခုနဲ့6ပေါင်းရှင်53ဖြစ်ပါတယ်၃များနဲ့10ပေါင်းရှင်58ဒီ9နဲ့ကျိန်30ပေါ့နော်ဒီခုနဲ့ပေါင်းရှင်79ကိုခွန်ပေးရတယ်6ကတစ်ကျိန်6နဲ့ထပ်ပေါင်းတာပေါ့နော်3ခွန်30 8နဲ့6ပေါင်းရှင်14ရတဲ့အတွက်ကြောင့်မို့၄လုံးပိန်အားနေတာဖြစ်ပါတယ်ပေါ့နော် လေးကိုပေးတာဖြစ်ပါတယ်ဗောနော်ကပ်စင်ကေဗောနော်ကျွန်တော်လုံးပိုင်အားတယ်အားနေတွင်လေးလုံးပိုင်အားနေတာဖြစ်ပါတယ်နောက်ထပ်တစ်ပြေမှာတူချပေးသားတော့ကိုရှောင်းနေဆိုတဲ့အတွက်ဒီလေးလုံးပိုင်အားနေယူတာ OK တယ်ဗောနော် OK လေးလုံးပိုင်အားနေကိုရှောင်းနေရှားပေးသားခဲ့တယ်ဗောနော်ကိုရှောင်းနေကနေထပ်ပြီးလေးလာကြည့်မယ်ပေါ့နော်ကိုလေးပေါင်းတာ73ရှောင်းနေ9ပေါင်းတာ73ဒီလေးနဲ့ချင်းရှင်းရှင်းနဲ့တိပေါင်းကိုပေါ့နော်အနောက်ကရှောင်းနေထပ်ပေါင်းတာဖြစ်ပါတယ် ကိုတေသေတုံးနဲ့ရှောင်းပေါင်းရှင်ကိုဆိုတဲ့အတွက်ကိုလုံးပိန်အားနေယူမှာဖြစ်ပါတယ်။နောက်လာတဲ့ပင်မှာကတုံညာလေးလေးဖြစ်ပါတယ်ပေါ့နော်။တုံညာလေးလေးဆိုတဲ့အတွက် okay တယ်ပေါ့နော်။လေးကိုပယ်ထားတာဖြစ်ပါတယ်။နောက်တစ်ခုဒီငါတုံညာလေးလေးတပြည်အနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ငါနဲ့တုံညာနဲ့ပေါင်းရှင်ကဒီတင်းနဲ့နေပေါင်းရှင်က3ဒီနေ့နဲ့ကြိမ်က4ရှောင်းနဲ့ပေါင်းရင်10ရှောင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ငါ3 8နဲ့6ပေါင်းတာ14ဆိုတဲ့အတွက် လေးကိုလုံးပိန်အားနေယူမှာဖြစ်ပါတယ်။အဲဒီမှာသူချပိသားတာကအနည်းနည်းတိဖြစ်ပါတယ်။ Okay လေးလုံးပိန်အားနေယူတာ okay တယ်ပေါ့နော်။တပန်းဒီနည်းနည်းတိဒီဘင်ကနေထပ်ပြီးလေးလာကြည့်အောင်ဒီနည်းနည်းတိပေါင်းရှင်သုံးတုံများနဲ့ကိုပေါင်းကို9နှစ်ချိန်30ရှင်းနဲ့ထပ်ပေါင်းတဲ့ပြီးရင်6နဲ့ပေါ့နော်9 6 9 3ပေါင်း20ရှောင်းတလုံးကျန်တဲ့အတွက်ရှောင်းလုံးပိန်အားနေမှာဖြစ်ပါတယ်။ရှစ်လေးသုံးဖြစ်ပါတယ်ခင်ဗျာ။ ရှစ်လေး3ဆိုတဲ့အတွက် okay တယ်ပေါ့နော်နောက်ထပ်ရှစ်လေး3ကနေထပ်ပြီးလေ့လာကြအောင်ဒီ6ရက်8ရက်ပေါင်းရှင်း94ပေါ့နော်6နဲ့5ပေါင်းရှင်း97 6နဲ့ချိန်7နဲ့9ပေါင်းရှင်း97ရတာဖြစ်ပါတယ်ပြီးရင်6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်4နဲ့6ပေါင်း10 3နဲ့7ပေါင်းနေ့ဆိုတဲ့အတွက်နေ့လုံးပိန်အားနေတာဖြစ်ပါတယ်နောက်ထပ်ပြန်မှာက6 6 3ချပြီးသွားခဲ့တဲ့အတွက်ကျွန်တော်ဒီနေ့လုံးပိန်အားနေယူတာ okay တယ်ခင်ဗျာ โอเคကျွန်တော်ဒီရှေရှော၃တပင်ကနေထပ်ပြီးလေ့လာကြည့်မယ်ဗောနောတော်များနဲ့ရှင်းပေါင်းရှင်းရှင်းနင်းနဲ့ခွန်ပေါင်းတရှင်ကို၃နှစ်ချိန်ရှောင်းရှောင်းနဲ့ရှင်းပေါင်းနာ၁၄အနောက်မှာရှောင်းနဲ့ထပ်ပေါင်းတော့လေးရှောင်းပေါင်း၂၈ကိုပေါင်း၁၈ဆိုတဲ့အတွက်ခုနှစ်တလုံးပေမှာဗောနောနောက်ထပ်တပင်မှာကနစ်တော်များကိုဆိုတဲ့အတွက်ကျွန်တော်ခုနှစ်ကိုပေတာ OK တယ်ဗောနောနောက်ထပ်ကျွန်တော်နံပါတ်၅ဒီခွန်ရနှစ်ရပေါင်းရှင်းက၉ဗောနောလေးနဲ့တော်များနဲ့ပေါင်းရှင်းက၄ နှစ်နှစ်ကြိမ်လေးလေးနှစ်ခွန်ပေါင်းတာဆက်သေးအနောက်ကချောင်းနဲ့ထပ်ပေါင်းတော့၄၆၃၉၃၀ဆိုတဲ့အတွက်သူများလုံးပိန်အားနေမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပြေမှာကခွန်ခွန်ကိုချပေးတော့ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့သူများကိုပိန်လိုက်တာ OK တယ်ခင်ဗျာ။နောက်ထပ်ခွန်ခွန်ကိုကနေထပ်ပြီးလေလာကြည့်မယ်ပေါ့နော်။ရှစ်ခွန်ပေါင်းရှင်း15 9နဲ့6ပေါင်းရှင်း15 4 3လီက7နှစ်ပြီးရင်6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ ငါငါပေါင်းတဲ့ဆေနင်းနဲ့၆ပေါင်းရှင်းရှင်းဆိုတဲ့အတွက်ချင်းလုံးပိုင်အားနည်းယူမယ်ပါနော်နောက်ထပ်တစ်ပြင်မှာကခွန်သုံးများသုံးများဖြစ်ပါတယ်โอเคကျွန်တော်တို့ချင်းလုံးပိုင်ပေတာခွန်သုံးများသုံးများချပေးသွားတယ်ပါနော်ငါခွန်ပေါင်းတာ၁၀နင်းနဲ့၄ပေါင်းရှင်း၆ရှောင်းနဲ့၁၀နင်းနဲ့ပေါင်းတာ၄ပြီးရင်ရှောင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်၄နဲ့၆ပေါင်း၁၀နင်းနဲ့၆နဲ့ပေါင်း၈ဆိုတဲ့အတွက်အဒီဒီပတ်မှာလည်း ဒီတစ်ချိန်မှာလည်းရှစ်လုံးပိုင်အားနေတယ်ဗောနောနောက်ထပ်တစ်ပြင်မှာသူချပေးသွားတာက3ခွန်ခွန်ဖြစ်ပါတယ်ရှစ်ကိုပေးတာ3ခွန်ခွန်ချပေးသွားခဲ့တာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့3ခွန်ခွန်နေထပ်ပြီးလေ့လာကြည့်တော့ရှင်းနဲ့3ပေါင်းရှင်းသည်7ဖြစ်ပါတယ်နေနဲ့6နဲ့ပေါင်းရှင်းက8ဖြစ်ပါတယ်ဗောနောငါတစ်ချိန်ပြီးရင်6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ငါနဲ့6ပေါင်းရှင်က73ရှင်နဲ့ပေါင်းရင်99နဲ့10ပေါင်းရင်20ပေါ့နော်။၃များလုံးပိန်အားနေမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ပြန်မှာသူရှာပြီးတော့ကရှီကိုလေးဆိုတဲ့အတွက်ကျွန်တော်တို့တုံများကိုပေးတာအဆင်ပြေတယ်ပေါ့နော်ရှိကိုလေးကနေထပ်ပြီးလည်လာကြည့်မယ်ပေါ့နော်ရှင်းနေချင်းပေါင်းရှင်း76တင်းနေငါပေါင်းရှင်းလဲ6ဒီမှာ6နှစ်ချင်း7နှစ်ဆိုတဲ့အတွက်ရှင်းနေပေါင်းရင်30ဆိုတော့ဒီမှာ6က3ချင်းဆိုတဲ့အတွက်78ရှင်းလုံးပိအားနေတာဖြစ်ပါတယ်96 3ရှားပြီးတွားခေတာဖြစ်ပါတယ်ခင်ဗျာ ရှင်းလုံးပိုင်အားနေတဲ့တပံမှာ၅ရောက်တောင်းချပေးသားတယ်ပါနော်ခွန်၅ပေါင်းရှင်းကဆက်နေ၅ကိုပေါင်းတာကဆက်နေ336 9နဲ့ပေါင်းရှင်းဆက်တဲ့6နဲ့ထပ်ပေါင်းတော့၄630နှစ်တပေါင်း3ဆွေအတွက်၃လုံးပိုင်အားနေတာပေါ့နော်နောက်ထပ်တစ်ပြင်မှာ68ခွန်ချပေးသွားခဲ့တာဖြစ်ပါတယ်63တလုံးကိုပေးတာ68ခွန်ချပေးသွားတာဖြစ်ပါတယ် 689ပြားနေထပ်ပြီးလေ့လာကြည့်တော့ဒီ6.6ပေါင်းရှင်းကဆက်နေဖြစ်ပါတယ်။ရှောင်းနဲ့ခွန်ပေါင်းတာ73 6.9ချိန်ဆက်နေရှင်းနေပေါင်းရင်20 6နဲ့ထပ်ပေါင်းတော့235 96ပေါင်း71တိလုံးပိန်အားနေတာနိနေခွန်ချပြီးသွားခဲ့တယ်ပေါ့နော်။တိလုံးပိန်အားနေကိုပိတ်လိုက်တာဆိုရင်နိနေခွန်ချပြီးသွားခဲ့တဲ့အတွက်အဲ့ဒီမှာအဆင်ပြေတယ်ပေါ့နော်။ချစ်ကြင်အတွက်ကတော့နိနေနိပေါင်းရှင်၄၄နဲ့နိပေါင်းရှင်က၆ ဒီခொနေ့က3ချိန်20နဲ့6ချောင်းနဲ့ပေါင်းမှာဖြစ်ပါတယ်။၄နဲ့6ပေါင်း20 3နဲ့6ပေါင်းရှင်ခொနေ့ခொနေ့ဆိုတဲ့အတွက်ကြောင့်မို့ဒီခொနေ့ sorry 7ချိန်မှာတော့ကျွန်တော်တန်းဒီအရာခொနေ့တလုံးပိန်မှာဖြစ်ပါတယ်ပေါ့နော်။တန်းဒီအရာဆိုလို့ရှင်ဖြစ်ပါတယ်။လေးလုံးပိန်အားနဲ့9ချောင်းနဲ့ဒီလိုလေးတောက်လျှောက်ကိုလုံးပိန်အားနဲ့တန်းဒီဆိုရင်တော့ပိန်နေဆဲပဲပေါ့နော်။ကျွန်တော်7ချိန်မှာဆက်ပြီးမပြီးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ တနီအရာတနီနံပါတ်၁အနေနဲ့ခုနှစ်လုံးပိုင်အားနေယူမှာဖြစ်ပါတယ်။ဒါတနီနံပါတ်၁နောက်ထပ်တနီနံပါတ်၂ကတော့ဒီမှာအရှိကတစ်ခုပဲပေါ့နော်ရှစ်လုံးပိုင်အားနဲ့9ခု9 20နှစ်ခုဖြစ်ပါတယ်။တနီနှစ်ခုထဲကဒီအရှိအတစ်ခုကိုပဲဂျူတော့မှာပေါ့နော်20နံပါတ်၂ကတော့ဖောက်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်အဒီရှစ်တစ်ခုပဲပြမယ်။ ရှင်းနေတော့နေပေါ့နော်အဲ့ဒီမှာ6 9 9 1 3 6 3 2 3 9 5 5တလုံးပဲတာ6 3 3 8 6 6ပေါ့နော် အလိုလေးဒူတောက်လျှောက်ပေးနေ7ဖြစ်ပါတယ်3ပဲ3ပဲ5ပဲလေး2ပဲ5တောက်လျှောက်3ပဲ9ပဲ5ပဲ6ပဲ7ပဲ8ပဲ9တောက်လျှောက်3ပဲ9ကိုပေးတာ3 3 6ဒီလိုလေးတောက်လျှောက်ပေးနေတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်20နံပါတ်1ကပေးနေ7ပဲ20နံပါတ်2ကပေးနေ7ဆိုပြီးမှ3ပဲလေးဒီပြင်မှာ20နံပါတ်2ဖောက်သွားတယ်ပေါ့နော် အဒနိနဘတ်ဒီကတော့အခုချိန်အထိပဲဒူဟာတောက်ချောက်ပိနေဆဲပဲဖြစ်ပါတယ်ကျွန်တော်တုံများတက်အားနေတဲ့အချိန်မှာ300ဆိုတဲ့အတွက်အဲ့ဒီမှာတန်နိနခုစလုံးချပေးသွားတယ်ပေါ့နော်ဟုတ်ကဲ့300ကနေထပ်ထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်300ပြီးတော့69လေး69လေးပြီးတော့963ပေါ့နော်963ပြီးတော့အာနိခွန်ခွန်အရှောက်ရှိခွန်နိခွန်ခွန်ပေါ့နော်ဒါလေးကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်တန်နိနံပါတ်1ကိုပဲယူသွားမယ်ပေါ့နော် ်တနည်းနံပါတ်2ကဖောင်းနေတဲ့အတွက်ကြောင့်မို့ကျွန်တော်အသုံးမပြုတော့ဘူးပေါ့နော်ဒီတနည်းနံပါတ်1ကတော့၃ခွန်ပေါင်းမယ်ပြီးရင်၃ညနှစ်ချိန်ပေါင်းပြီးတော့တင်းနဲ့ထပ်ပေါင်းတာဆိုရင်၃ခွန်ပေါင်း30၃ညနှစ်ချိန်၃ညတင်းနဲ့ပေါင်းရှင်းတင်းဆိုရအတွက်တင်းလုံးပိန်ပိန်မှာဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာက၈၉လေးချပေးသွားခဲ့တယ်ပေါ့နော်โอเค69လေးကနေအပေါ်ကယူတဲ့နေ့တိုင်းပဲထပ်ပြီးလေးတာကြည့်တော့ရှင်းနေလေးနဲ့ပြီးရင်လေးကိုနှစ်ချိန်ပေါင်းပြီးတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ဆိုတော့အဲ့ဒီမှာရှင်းလေးကဆက်နေပါတော့နင်းနဲ့ဒီလေးနာကြရရှေ့ဆိုရတဲ့30တစ်တစ်လုံးပိုင်အားနေတာပါတော့အဲ့ဒီမှာရှေ့ကိုလေးပြီးတော့နောက်ထပ်တစ်ပိုင်မှာ9ရှောက်3ဆိုရတဲ့ကျွန်တော်တစ်လုံးပိုင်ပေးတာ okay တယ်ပါတော့နောက်ထပ်ဒီ9နဲ့3နဲ့ပေါင်းမယ်နှစ်ကိုနှစ်ချိန်ပေါင်းပြီးတင်းနဲ့ထပ်ပေါင်းတာဆိုရင်ငါ၃ပေါင်းရှင်းရှိပါတော့ရှင်းနဲ့၄ပေါင်းရှင်းကစနစ်နေနဲ့၁ပေါင်း၃ဆိုတဲ့အနီရောင်လေးနဲ့ကြီးမယ်ပါတော့၃လုံးပိန်ပိန်မှာဖြစ်ပါတယ် နောက်ထပ်တစ်ပြင်မှာ686ပြီးသွားခဲ့တယ်ဘောနော်နောက်ထပ်686ကနေထပ်ပြီးလည်လာကြည့်တော့ဒီထိတ်စီ6နဲ့ခုနှစ်အပိတ်ကိုဒီ6နာချိန်ပေါင်းပြီးဒီနဲ့ထပ်ပေါင်းတော့63ချိန်78 85 9တိပေါင်း6ဆွေအတွက်6လုံးပိန်ပေးမှာဖြစ်ပါတယ်နင်းနစ်ခွန်ချပြီးသွားခဲ့တယ်ဘောနော်โอเคဒီနစ်ခွန်9နာချိန်ပေါင်းပြီးဒီနဲ့ထပ်ပေါင်းတာဆွေ9နဲ့30 ခုနှစ်ပေါင်း99နဲ့10ပေါင်း30ဆိုတဲ့အတွက်၃များ၃ပိန်အားနေတာဖြစ်ပါတယ်ဗောနော်ဒါ20အရာဗောနော်ဆက်ပြီးတော့ရှာပေးသွားနေတယ်လို့ဖောက်လေးပေါသွားတဲ့အတွက်ကြောင့်မို့အသုံးပြုတဲ့အခါမှာကျေးဇူးပြုပြီးမိုင်းဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါလည်းအတည်ပြုပါပါနော်။နောက်ထပ်20ကတော့ဒီဟာလေးဖြစ်ပါတယ်ပေါ့နော်။ဒေလိပ်ပိတ်အာနေကနန်ဒီအာတိကိုလေးဒီကောင်လေးသူရှာပေးသွားတဲ့ခေတ်အားလေးပေါ့နော်။ပင်ရှိဖြစ်ပါတယ်။ ပင်ရှိကိုမှသူတပင်ဖောက်ရှိတယ်ဒီနှစ်တုံများကိုတပင်မှာတစ်ချိန်ဖောက်သွားတယ်ဗောနောနှစ်လုံးပိုင်အားနည်းနှစ်တုံများကိုရှာပေးသွားတယ်အဲ့ဒီမှာတစ်ချိန်ဖောက်သွားတယ်ပြီးတော့ကျွန်တော်ဒီ6လုံးပိုင်အားနည်းမှာ3000 000ရှာပေးသွားခဲ့တယ်ဗောနောအာတပင်ဖောက်ပြီးတော့ဒါ6ထပ်ပြီးပေးနေတာဖြစ်ပါတယ်အာ6လုံးပိုင်အားနည်း3000ရှာပေးသွားခဲ့တယ်ဗောနော3000အားနည်းထပ်ပြီးလည်တာကြည့်တော့ကျွန်တော်ဒီမှာနှစ်လုံးပိုင်အားနည်းတာဖြစ်ပါတယ်3000ပြီးတော့ ရှိကိုလေးခြာပြီးသွားခဲ့တဲ့အတွက်ကြောင့်မို့နေလုံးပိန်ပေးတာ OK တယ်ပေါ့နော်ရှိကိုလေးကနေထပ်ပြီးလေလာကြည့်တော့နေလုံးပိန်ပဲထပ်ပြီးအာနေနေတယ်9 6 3ခြာပြီးသွားခဲ့တယ်ပေါ့နော်တပန်းကျွန်တော်တို့ဒီ9 6 3တပင်ကနေတွင်နေအရာကျွန်တော်တင်ပေးထားဖူးတယ်ပေါ့နော်ဒီတွင်နေကိုပေါ့နော်โอเคဒီ9 6 3ကနေထပ်ပြီးလေလာကြည့်တော့3လုံးပိန်အာနေတာဖြစ်ပါတယ်9 6 3ပြီးတော့6 8ခွန်ခြာပြီးသွားခဲ့တာဖြစ်ပါတယ် ။ Okay တပန်ဒီနော်တို့ဒီ6ချက်ခွန်တပြားနေတပီးလေးလာကြည့်တော့ငားလုံးပိုင်အားနေတာနင်းနင်းခွန်ချပေးသွားခဲ့တယ်ပေါ့နော်။ဒီ6ချိန်မှာတော့ကျွန်တော်တနေ့အရာ6လုံးပိုင်အားနေတာဖြစ်ပါတယ်။တနေ့ကတော့ကျွန်တော်အိုးရင်တုံးကတင်ပေးထားခဲ့ဖူးတယ်ပေါ့နော်။အခုကတော့ပြည်ယူရှိတော့မှာဆိုရတဲ့ကျွန်တော်မပြတော့ဘူးပေါ့နော်နှစ်တော်များကိုမှတစ်ချိန်ပေါ့ဘူးတဲ့ခင်ဗျာရှင်တော့ကျွန်တော်ခွန်တုံများ6 3ပိန်ဒီ3လုံးအားနေမှာဖြစ်ပါတယ်ခင်ဗျာဂျန်နေ9လုံးအပြည့်ဖြစ်သွားမယ်ပေါ့နော် ီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။